ပြည်သူတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel ကို subscribe လုပ်ရသေးတယ်သူများရှိရင် bro subscribe လေးလုပ်ပေးထားပါအောင်ပြီးရင်ခေါင်းလောက်နှိပ်ထားမယ်ဆိုရင်ရုပ်ရှင်ကားတွေတင်တာနဲ့တန်းပြီးတော့ notify လေးကတောင်းနဲ့တက်လာမှဖြစ်ပါတယ်ပြီးတော့ဒီနေ့အစီအစဉ်လဲ VPN လေးဖွင့်ပြီးတော့ကြည့်ပေးခြင်းအပြင်ကျွန်တော်ကိုအန်ကို support လုပ်ပေးလို့ရာကြောင်းလဲမြစ်တာရက်ခံရေးနေပဲဒီနေ့မှာကတော့ပြီးခဲ့ရပိုင်းတင်ဆက်လို့ busy သွားခဲ့တယ် from season 2ရဲ့နောက်မှာထပ်ပြီးတော့ထွက်ရှိလာခဲ့တဲ့ season 3ဒီနေ့မှာတော့အပိုင်း1ပထမဆုံးအပိုင်းစတင်ပြီးတော့ခန်းစားကြည့်ရှုလိုက်ကြအောင်ပါခင်ဗျာ အဲ့တော့ season 2ကအကြောင်းနည်းနည်းလေးပြန်ပြီးတော့နှွေးပြရမယ်ဆိုရင်တော့ bike ကဂျူလီတို့တောင်းကိုကယ်တင်လိုက်နိုင်ပြီဖြစ်ပေမဲ့သူတို့မျိုးမှာရိတ်ခါနဲနေတာလို့ပြဿနာတွေကကျန်နေပါသေးတယ်။ Alice နဲ့ Fatima တို့ကလက်ထပ်လိုက်ကြပြီဖြစ်ပြီးတော့ Fatima ရဲ့ကိုဝင်ကတဖြည်းဖြည်းနဲ့ရင့်ကျက်လာပါပြီ။ Davida ကတော့မျောစင်းစီရောက်သွားပြီးတော့အဖြူအောင်ကောင်လေးတွန်းချလိုက်တဲ့အတွက်အောက်ပြုတ်ကျသွားပြီးပြင်ပကဘာကိုပြန်ပြီးတော့ရောက်ရှိလာပြီဖြစ်ပါတယ်။ဇောင်က Davida ကိုရှင်ကမ်တန်မျိုးရောက်နေတာလို့ပြောလိုက်ပြီးတော့သူ့နာမည်နဲ့သူ့အကြောင်းတွေကိုမေးပါတယ်။ ီးတော့ဒယ်ရီဘယ်ကရလဲလို့မေးပေမဲ့တပီသာကထိုင်းလန်တုံလုံးနေတဲ့တော်မှာဖြေနိုင်ပါဘူးအဲ့ဒီချိန်မှာရဲရီသူစီလာနေပြီဆိုတော့တပီသာတီသွားခဲ့ပါလေဆောင်းနေကတပီသာမိသားစုကိုဆက်သွယ်နိုင်မုန်းနဲ့တပီသာကိုကူညီဖို့အတွက်ရဲရီခေါ်ထားတာပါအဲ့နောက်မှာဆောင်းကတပီသာကိုတယောက်တည်းအေးဆေးနေလို့ရအောင်ထွက်သွားပြေးလိုက်ပြီးတော့တပီသာကရဲရီမရောက်ခင်ဆေးုံကနေထွက်ပြေးဖို့လှုပ်ပါတော့တယ်သူဝစ်စားရီနဲ့ဗီတာပေးလိုက်တဲ့နေလေစာဘူးလေးကိုယူပြီးတော့တပီသာကဆေးုံကနေခိုးထွက်လာခဲ့ပါလေ သူစင်းဟုန်ပြင်ကိုရောက်နေတဲ့အချိန်မှာပဲရဲကစင်းဟုန်ရှိကိုရောက်လာပြီဖြစ်ပါတယ်။တပိသားမျိုးထဲမှာလမ်းလျှောက်နေတဲ့ဖြူအောင်ဝိဆုံတဲ့ကောင်လေးကိုမြင်လိုက်တဲ့အတွက်အဲ့ဒီကောင်လေးအနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ဆိုင်းဆိုင်ထဲမှာဖြူအောင်အင်ကြီးနဲ့ကလေးတယောက်ကိုမြင်လိုက်ရပြီမယ်။အဲ့ဒါဖြူအောင်ကောင်လေးမဟုတ်ပါဘူး။တပိသားပုံစံဆုပ်ပြတ်နေတဲ့အတွက်ဆိုင်းထဲကလူတွေကသူ့ကိုအယူမထိပြီးတော့မောင်းထုတ်လိုက်ပါတော့တယ်။မျိုးထဲမှာတော့ဘွိုက်ကတယောက်တည်းသူ့လက်မောင်းကဒံယာကိုစေးကြောနေပါတယ်။ဂျူလီတို့ကိုကဲတင်ခဲ့ပြီးတာအခုဆို၃ရက်လောက်ရှိပါပြီ။ ရစ်တီကမာရီယန်နဲ့တခြားလူတွေကိုကြည်ပေးနေရတဲ့ဘိုက်ကသူ့အတူလုံနေတာပါအဲ့ချိန်မှာဖာသာကာထရီပေါ်လာပြီးတော့ဂျူလီတို့ကိုကယ်လိုက်နိုင်ပြီဆိုမဲ့မျိုးထဲမှာလူတွေကအခုထိအိတ်ဖို့ကြောက်နေကြဒုံးမဲလို့ပြောပါတယ်ပြီးတော့ရိတ်ခါလဲနဲလာသူရာသီဥတုကလည်းအေးလာပြီလို့ဘိုက်ကိုလာသတိပေးပါတယ်ဘိုက်ကအချင်းကန်းထဲမှာတော့ငါ့ကိုတကောင်ကောင်ကလက်လျှော့ဖို့လာပြောတယ်လို့ကာထရီကိုပြောပြပါတယ်အဲ့ဒါဘာကောင်ပဲဖြစ်ဖြစ်သူမိမအပီတော့မဟုတ်ဘူးဆိုတာဘိုက်ကသိပါတယ်ဒါပြင်တောအုပ်ကြီးကလူတွေကိုမျောလင့်ချက်တွေပေးပြီးတော့မှာ အဲ့ဒီမျောလင်းချက်တွေကိုပြန်ပြီးတော့စားသုံးနေတာလို့လဲကာဖရီကိုပြောလိုက်ပါတယ်။ဒါမှမဟုတ်တော့အီသန်လေးကသူ့ကြောဘွေးကိုယူပြီးတော့ထွက်သွားလို့ဒီယန်ချန်းကသူ့ကိုပြန်ဖမ်းလာပါတယ်။အီသန်ကသူ့မေကိုစိတ်မချတဲ့အတွက်တယောက်တည်းသူ့မေကိုလိုက်ရှာဖို့ထွက်သွားတာပါ။အီသန်ကအမေကိုတယောက်တည်းထားလို့မရဘူးလေ။တားတို့တစ်ခုလုံးမှရမယ်လို့သူ့အဖေကိုပြောနေပါတယ်။အာနေဂျင်းကသူ့ကိုယ်တိုင်တပ်ပီသားကိုတောထဲမှာလိုက်ရှာဖို့အတွက်လှုပ်ပါတော့တယ်။ဘွိုင်းကသူ့ကိုတားနေပြီမဲ့ကျုပ်သားသူ့မေကိုတယောက်တည်းရှာဖို့လုပ်နေတယ်။ကျုပ်သမီးကလည်းသူသတိလက်နေတော့ကဘာတွေဖြစ်ခဲ့လဲဆိုတာမပြောပြသေးဘူး။ သူတို့ခုခုလုံးမရမယ်လို့ပြောလိုက်ပါတယ်။ဘွိုက်ကငါစာရာနဲ့ဒေါ်ရဲကိုသွားကြည့်ခဲ့ပြီးပြီ။ဘာရီဂျုံခဲ့ရလဲဆိုတာမင်းမသိဘူးလို့ဂျင်းကိုပြောပေးမယ်။ဂျင်းကလက်မခံပါဘူး။သူတို့နှစ်ယောက်ညင်းခုံနေတော့မှကန်ဒီရောက်လာပါတယ်။တပတ်မှဖာတီမာတော့အိမ်သားထဲမှာအန်နေပြီးတော့ကိုဝင်ရှိတဲ့ဝေနာတွေကိုစားတင်ပြီးတော့ခန်းစားနေရပါတယ်။ဖာတီမာကုတလောမှာဘာအစားမှလည်းမစားပါဘူး။အဲလစ်ကသူ့မိမကိုစိတ်ပူနေပြီးဒေးလီကတော့လားအစားပိုင်းတွေကဒီလိုပဲနည်းနည်းခက်ခဲတယ်။နောက်ကျရင်အဆင်ပြေသွားမှာပါလို့လာပြီးတော့အားပေးပါတယ်။ ဒိုနာကတော့ဂျန်တဲ့သီးနှံတွေကိုရိတ်သိမ်းဖို့အတွက်အဲလစ်ကိုလာပြီးတော့ခေါ်ပါတယ်။သူတို့မှာစိုက်ပျိုးထားတဲ့သီးနှံနည်းနည်းပဲဂျန်တော့သူရာသီတို့အေးလာကြောင်းမြေတွေမခဲသွားခင်အမြန်ရိတ်သိမ်းရတော့မှာပါ။တပတ်မှာဘွိုက်ကတော့ဂျင်းမဖြစ်မနေတော်တဲသွားမယ်ဆိုရင်ဆောင်းဟန်ဆောင်းဟန်တွေကိုတိရဖို့ပြောပါတယ်။အိုင်မာရီကန်ဒီကသူဂျင်းနဲ့အတူတော်တဲကိုလိုက်သွားမယ်လို့ပြောလိုက်ပါတယ်။ဘွိုက်ကအရန်အနေနဲ့များတဲ့အတွက်ကန်ဒီလိုက်သွားမယ်အကြံသဘောမတူချင်ပါဘူး။ဒါမဲ့ကန်ဒီကဂျင်းအကောင်းတိုင်းပြန်လာနိုင်အောင်တယောက်ကတော့ကူညီမှရမယ်လို့ပြောလိုက်ပြီး ဒီနေရာမှာမိဘတယောက်ကိုဆုံးရှုံးရတဲ့ခံစားချက်အကြောင်းကိုကျွန်တော်သိတယ်လို့ပြောလိုက်ပါတယ်။ကယ်ရီကဂျူလီနဲ့အီသန်တို့တပတ်တွင်းမှာသူတို့မိဘနှစ်ယောက်ဆုံးကိုဆုံးရှုံးလိုက်ရတာမျိုးမဖြစ်စေချင်တာပါ။ကန်နီပြောတာမှန်တယ်ရဲ့အတွက်ဘွားကြီးလည်းလက်ခံလိုက်ပါတယ်။တပတ်မှာဂျိတ်တယောက်ကတော့အိမ်ထဲမှာဂျိုးတွေတန်းပြီးတော့ဘာတွေလုံးလုံးလုံးနေမှမသိလုံးနေပြန်ပါပြီ။ဂျိတ်ကလိုင်ကူထဲကပြန်ထွက်လာပြီးကလေးကသူမြင်ခဲ့တဲ့သင်္ကေတကိုအတိတ်ပဲဖော်ဖို့အသေးအံလုံနေပြီးတော့အိမ်လည်းမအိမ်စားလည်းမစားဖြစ်နေတာပါ။အာနဲ့ကန်နီနဲ့ဘွားကြီးတို့ကသူ့ကိုစကန်ခေါ်သွားပြီးတော့နားခိုင်းဖို့လုပ်ရပါတယ်။ ။တပီသားကတော့ကန်တန်မျိုးထဲမှာစောက်သွားနေပြီးဈေးဝင်တဲ့ကောင်မလေးနှစ်ယောက်စီကနေဖုန်းကနာဆက်ခွင့်ပေးဖို့ဖုန်းငှားပါလေ။တပီသားပုံစံကအင်ဂျီယာမဲပုံပေါက်နေတဲ့အတွက်ကောင်မလေးကလန့်နေပြီးတော့တယောက်ကသူ့ကိုဖုန်းငှားလိုက်ပါလေ။တပီသားသူ့အမေစီဖုန်းဆက်လိုက်တော့သူ့မယားစိုးရင်တကြီးနဲ့သမီးဘယ်မှာလဲလို့မေးပါလေ။တပီသားတို့တမီသားစုလုံးပျောက်သွားတဲ့အတွက်သူ့မေတွေကရဲတိုင်ထားပြီးတော့ရဲတွေကသူတို့ကိုလိုက်ရှာနေတာဖြစ်ပါလေ။သူ့မယားတပီသားအခုဘမလဲ။အဲ့မှာပဲနေ။အခုရဲတွေဖုန်းဆက်ပြီးတော့လာရှာခိုင်းလိုက်မယ်လို့ပြောပြီးမယ်တပီသားကတော့အဲ့လိုအိမ်ပြန်လို့မဖြစ်သေးပါဘူး တပီသားကသူ့အမေကိုသူတို့မကြခင်ပြန်လာမယ်လို့ပြောလိုက်ပြီးတော့ဖုန်းကိုချပစ်လိုက်ပါတယ်။ကန်နီကတော့ဂျင်းနဲ့အတူလိုက်သွားဖို့အတွက်အထုပ်ပိုးတွေချက်ချင်းပြင်နေပြီးခရစ်စီကလည်းသူ့ကိုလာပြီးတော့ကူညီပေးပါတယ်။တီယန်ချန်းကသူ့သားအတွက်ရိတ်ခါတွေထည့်ပေးနေပြီးသားကိုမသွားစေချင်ဘူးလို့ပြောပါတယ်။အားနဲ့ကန်နီကသားပြန်လာမှာပါလို့ဂရီပေးလိုက်ပါတယ်။ဂျင်းကသူ့ကလေးတွေကိုနှုတ်ဆက်နေပြီးတော့လူကြီးတွေမသိဘဲထပ်ထွက်မသွားဘူး။အီသန်လေးကိုမှားနေပါတယ်။ဝိုက်ကလည်းကန်နီနဲ့ဂျင်းတို့ကိုဂူးဆိုင်ဖို့တေးချာမှားနေပြီးကန်နီတို့တောထဲကိုစားထွက်လာပါတော့တယ်။ အဲ့ချိန်မှာပဲအဲလစ်ကအရေးကြီးပြေးလာပြီးတော့သူ့ဘေးကိုဆိုင်ခင်းနဲ့လာကြည့်ဖို့ခေါ်ပါတယ်။ဒိုနာတို့ကဆိုင်ခင်းမှာသူတို့သီးနှံတွေကိုခူးဖို့လုပ်နေပြီမယ်။ဆိုင်ထားတဲ့သီးနှံတွေအကုန်လုံးကပုတ်နေပါပြီ။ဘွားရောက်လာတော့ဒိုနာမုံတိုင်းတိုက်တော့မှပါသွားတယ်။ငါတို့ဆိုင်ထားတဲ့မုံလောင်းဦးတွေအာလူးတွေရှိသမျှအားလုံးသီးနှံတွေအကုန်လုံးပုတ်နေပြီလို့ပြောပြလိုက်ပါတယ်။ဒိုနာကငါတို့မှစားစရာမရှိတော့ဘူးလို့ဘွားကိုပြောလိုက်ပါတယ်။မျိုးထဲမှာတော့ရှိတဲ့လူတွေကတရန်ချမ်းအင်ကိုရောက်လာပြီးတော့တရန်ချမ်းတို့တင်ထားတဲ့ရိတ်ခါတွေကိုထုတ်ပေးဖို့တောင်းနေကြပါတယ်။ တျံချန်းဒါရီကလူတွေအကုန်လုံးတွက်လေးလို့ပြောလိုက်ပြီးတော့လူတွေကိုတားနေခဲ့ပါလေလူတွေကတျံချန်းကိုတွန်းပြီးတော့အိမ်ထဲဝင်သွားကြပြီးအကုန်လုံးရုပ်သေးတွေဖြစ်နေကြပါလေပြဒနာကောင်ရန်တဲကလည်းဘွိုက်ကယ်လို့ပြန်ကောင်းလာမှမကြသေးဘူးသူစားဖို့ဆိုပြီးတော့မွေးမြွေချန်တဲ့ကစိတ်တကောင်လာယူနေပါလေဤတန်းစိတ်ကလေးကိုမတတ်ဖို့လိုက်တားနေပြီးတော့ဗီတာကလည်းရန်တဲလက်ထက်ကစိတ်ကိုလူဖို့လုံနေပါလေရန်တဲကဗီတာကိုတွန်းထုတ်လိုက်ပြီးတော့ထိုးမယ်လို့နေတဲ့အတွက်ဗီတာကသူ့တနတ်ကိုထုတ်လိုက်ပြီးတော့ရန်တဲကိုပြစ်ဖို့လုံနေပါလေ အဲ့ဒီမှာပဲဘွိုင်းရောက်လာပြီးတော့ဗီတာကိုမပစ်ဖို့မနေဖြောင်းပြပေးလိုက်ပြီးတနတ်ကိုတောင်းလိုက်ပါလိမ့်ဘွိုင်းကဒီစိတ်တွေနွားတွေကြွက်တွေစီကနိုးတွေဥတွေငါတို့စားရတာဒါရီကအေးမြစ်တွေပဲဒီကောင်လေးကိုတတ်စားလို့မရဘူးလို့ရန်တဲကိုပြောပါလိမ့်ဘွိုင်းကရန်တဲကိုရောမျိုးတွေကလူတွေပါမင်းတို့တွေရိတ်ခါပြတ်မအောင်ကြောက်နေတာငါသိတယ်ဒါမဲ့ငါတို့တွေတေးတာစဉ်းစားချိန်နေပြီးမှလောက်ရမယ်လို့ဖြောင်းပြနေပါလိမ့်ရန်တဲကမပေးတင်ပေးခြင်းနဲ့စိတ်ကိုပြန်ပေးလိုက်ပြီးဘွိုင်းကအီတန်လေးကိုသူ့စိတ်လေးပြန်ပြီးတော့ပေးလိုက်ပါလိမ့်ဂျင်းနဲ့ကန်ဒီတို့ကတော့ဒေါ်တဲ့ရောက်လာပြီးဖြစ်ပြီးတော့ဂျင်းကသူနဲ့အတူ လိုက်လာပေးတဲ့အတွက်ကန်ဒီကိုဂျေဆုတင်စကားပြောနေပါလေမကြခင်မှာပဲသူတို့တွေတောထဲမှာစာကြောပုံစံတွေကိုမြင်လိုက်ရပြီတလုံးအိမ်လေးတွေကိုလည်းတွေးလိုက်ရပါတော့တယ်အဲ့နဲ့သူတို့ကဒီညကိုတလုံးအိမ်ထဲမှာပဲနားပြီးတော့မန်နေဂျာမှဒီကနေခီးဆက်ဖို့လုပ်လိုက်ပါလေတဖက်မှာတော့တပီတာကဘယ်သွားမှမသိတဲ့အတွက်ဖျားဆောင်တစ်ခုရောက်လာပြီးတော့ခရီးရန်ဘုံတော်ကြီးစီမှာအပြစ်ဖြေဖို့လုပ်နေပါလေတပီတာကစကားပြောစရာလူမရှိတဲ့အတွက်ဖာသားကိုသူဖြစ်ခဲ့တဲ့အကြောင်းတွေလာပြီးတော့ပြောပြနေတာပါ အပြင်မှာဆိုရင်သူပြောတာတွေကိုသူမှယုံမှာမဟုတ်ပဲသူ့ကိုအယူလို့ပဲထင်ကြမှာပါတပိသားကသူ့မိသားစုတွေအဲ့ညမှာပြိမိနေသေးတယ်လို့ပြောလိုက်ပြီးတော့ဖာသားတော့တပိသားကိုနှစ်သိမ့်ပေးနေပါလေတပိသားဗီတာပေးလိုက်တဲ့နေလေသားဘူးကိုဖွင့်ကြည့်လိုက်ရမှာတော့ဘူးထဲမှာဗီတာငငယ်တုံးကနေခဲ့တဲ့သူ့အိမ်လိပ်စာပါနေတာကိုမြင်လိုက်ရပါတော့တယ်အဲ့လိပ်စာဒီကန်တန်းမျိုးထဲမှာပဲဖြစ်ပါတယ်တပိသားလည်းချက်ချင်းဖျားเจ้าကနေထွက်လာပြီးတော့ဗီတာတို့အိမ်ကိုလာစားပါတော့တယ်အဲဂျင်ကတော့အိမ်မက်တွေထပ်မက်နေပြီးတော့သူ့အိမ်မက်ထဲမှာကီမိုနိုဝတ်စုံနဲ့မျိုးမိကိုထပ်ပြီးတော့မြင်နေရပါတယ် ဘွိုက်ဒိုနာနဲ့ဒီအန်ချန်းတို့ကတော့ရိတ်ခါအခြေအနေကိုတိုင်ပင်နေကြပြီးဒိုနာငါတို့မှကြံတဲ့ရိတ်ခါနဲ့ဗနရမတောင်းခံနိုင်တော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အန်နဲ့ဘွိုက်ကနောက်ထပ်တီးနန်ဆိုင်လို့ရတဲ့အချိန်ထိရှိတဲ့ဒရိတ်ဆန်တွေကိုချွေတာပြီးတော့စားကြတာပေါ့လို့ပြောလိုက်ပါတယ်ဒိုနာတော့စိတ်ပြက်လက်ပြက်ဖြစ်နေပြီးမြေကြီးကအစိတ်တင့်နေတာငါတို့ဘာမှလုပ်လို့မရတော့လို့ပြောပါတယ်ဒီအန်ချန်းကငါတို့မြန်မြန်ရိတ်သိမ်းလို့ရတဲ့ကာလာတို့တီးနန်တွေကိုတခြားမြေကြီးပေါ်မှာလိုက်ပြီးတော့စိုက်ကြည့်ရမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်သူတို့တွေဒရိတ်ဆန်တွေကိုတတ်ဖို့ပြောနေတဲ့အချိန်မှာပဲ ။အီတန်လီကကြားသွားပြီးတော့စိတ်မကောင်းဖြစ်သွားခဲ့ပါလေ။အာနဲ့ဘွိုက်ကအီတန်ကိုလာပြီးတော့ဖြောင်းပြပေးနေပြီးအီတန်ကအဲ့ဒါဆိုသူ့စိတ်လေးအဲမာကိုအရင်တတ်ပေးပါလို့ပြောလိုက်ပါလေ။အဲ့ဒါမှအဲမာကသူ့တကယ်ချင်းနဲ့တည်သွားမှအောင်မမြင်ရမှလေးလို့ပြောလိုက်တဲ့အတွက်ဘွိုက်တယောက်လည်းစိတ်မကောင်းဖြစ်သွားပါလေ။တမမတပီတာကတော့ဗီတာတို့ရဲ့အင်ကိုရှာတွေ့သွားပြီဖြစ်ပြီးအဖိုးကြီးတယောက်နဲ့လည်းတွေ့ခဲ့ပါလေ။အန်လူကတပိသားကိုအစားမောင်းထုတ်နေပြီမဲ့တပိသားစီကနေလေစားဘူးလေးကိုတတိထားမိသွားပြီးနေတာဘယ်ကနေရလဲလို့မေးလိုက်ပါတယ် အန်လူကဗီတာရဲ့အဖေဟင်နရီဖြစ်ကြောင်းတပိသားလည်းတည်သွားခဲ့ပါတယ်။ကန်ဒီနဲ့ဂျင်တို့ကတော့တစ်လုံးအိမ်ထဲမှာပဲတညာလုံးနားနေပြီးအပြင်ကနေအတန်တွေကြားလိုက်ရပြီမေ။ခဏနေတော့ပြန်ပြောက်သွားပါလေ။ဂျင်ကတော့တော်တဲ့ဆက်သွားတဲ့မသွားတဲ့စဉ်းစားနေပြီးတပိသားတယောက်တည်းထွက်သွားတာတကယ်လို့သူပြန်မလာနိုင်ရင်ကလေးတွေအတွက်တရားကိုကြံခဲ့စီဖို့ငါ့ကိုထားခဲ့တာလို့ပြောပါလေ။တကယ်လို့ငါပါတည်သွားရင်ကလေးတွေဒုက္ခရောက်နိုင်မယ်လို့ပြောပြီးမနေ့ကျရင်မျိုးကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့လေ။မျိုးထဲမှာတော့မကောင်းဆိုးဝါးတွေကမွေးမြူရေးခြံတွေကိုသွားပြီးတော့ ဒရေးဆန်တွေကိုရှောက်ပြီးတော့လှုပ်ပေးလိုက်ပါတော့တယ်အဲဒီမှာဘွိုက်ကစကန်ထဲမှာကာဖရီကြံခဲ့တဲ့ဝီစကီကိုတောက်နေတာဖြစ်ပြီးအိပ်ပျော်နေတဲ့ဂျိတ်ကလည်းနိုးလာခဲ့ပါတယ်အာနဲ့သူတို့နှစ်ယောက်အတူတူတောက်ကြရင်လည်းဘွိုက်ကမင်းဘာတွေဖြစ်နေရလဲလို့မေးလိုက်ပါတယ်အဲဒီမှာပဲဘွိုက်ကပရင်းပေါက်ကနေကြည့်လိုက်ရင်လည်းအပြင်မှာဒရေးဆန်တွေလွတ်နေတာကိုမြင်လိုက်ရပါတယ်သူတို့မှာနောက်ဆုံးမျောလင်းချက်ကအိုက်ဒရေးဆန်တွေပဲကြံတော့တာဖြစ်ပြီးတော့တကယ်လို့ဒီနွားတွေစိတ်တွေသာတော်တယ်ဝင်ပြီးတော့ပျောက်သွားလို့ရှိရင်သူတို့အားလုံးဒုက္ခနဲ့လှလှတွေးကြတော့မှာပါအဲ့ဒါနဲ့ဘွိုက်ကအပြင်ကိုထွက်ပြီးတော့ နွားတွေကိုခြံထဲပြန်ထည့်ဖို့လုပ်နေပြီဂျိတ်လဲသူ့နောက်ကနေလိုက်လာခဲ့ပါတယ်အဲ့ချိန်မှာတိုးတွေစိတ်တွေလည်းမျိုးထဲမှာရှောက်ပြေးနေပြီဖြစ်ပါတယ်ဗီတာနဲ့ဒရိတ်ဆန်တွေလွတ်ကုန်အောင်မြင်သွားပြီးတော့ဘွိုက်တို့ကိုကူညီဖို့ထွက်လာခဲ့ပါတယ်ဒီအန်ချန်နဲ့ဗီတာတို့အပြင်ထွက်လာပြီးတော့ဂျူလီနဲ့အီသန်တို့ကိုအိမ်ထဲမှာနေခဲ့ဖို့မှားလိုက်ပါတယ်ဘတ်စကားပေါ်မှာရှိနေရန်တဲလည်းမကောင်းဆိုးရတဲ့ဘွိုက်တို့နောက်လိုက်လာတာကိုမြင်လိုက်တဲ့အတွက်အ мян ကားဟွန်းတီးပြီးတော့သတိလန်းပေးပါတယ်အီသန်ကလည်းသူ့စိတ်လေးအဲမှာတကောင်နဲ့လွတ်နေတာကိုမြင်လိုက်ပြီးတော့ကဲဘူးတို့ကတကားကိုဆွဲဖွင့်လိုက်ပါတယ် ိုင်မာတွေမကောင်းဆိုးအဖွားကြီးတယောက်ကသူတို့အိမ်ရှိရောက်နေမြင်လိုက်ရပြီးဂျူလီကအီသန်ကိုခေါ်ပြောအနောက်တကားကနေထွက်ပြေးပါတော့တယ်သူတို့အပြင်ကိုရောက်တော့ဆာရာသူတို့ကယ်ဖို့အတွက်ရောက်လာခဲ့ပါတယ်ဆာရာဒူဒူနေဖို့ပြောလိုက်ပြီးတော့သူတို့တောင်းသားခြုံပုတ်တွေကြားထဲဝင်ပုန်းနေပါတယ်ဘွိုက်တို့ကတော့ဒရိဆန်တွေဝေးမြွေချမ်းစီအ мян ပြန်သွားခေါ်နေပြီးမကောင်းဆိုးအတကောင်ကဂျိတ်နာကိုကတ်လာခဲ့ပါတယ်အိုင်မကောင်းဆိုးကဂျိတ်လက်ထက်ကနွားကိုချက်ချင်းတပစ်လိုက်ပါတယ်ဖီတာဂျိတ်ကိုလာဆွဲပြီးတော့ပြေးဖို့ပြောပါတယ်မကောင်းဆိုးကတော့အီသန်တို့ကိုလိုက်ရှာနေပြီး ီတန်တို့ကလည်းခြုံပုံထဲကနေထွက်ပြေးလာခဲ့ပါလေ။ရန်တဲကကားတကားကိုဖွင့်လိုက်ပြီးတော့သူစီအမြန်ပြေးလာဖို့ဆာရာတို့ကိုခေါ်လိုက်ပါလေ။အားနဲ့ဆာရာတို့၃ယောက်လည်းဘတ်ကားပေါ်ပြေးတက်လာခဲ့ကြပါတော့တယ်။ဗီတာနဲ့ဂျိတ်တို့ကတော့စိတ်တွေတိုးတွေကိုအိမ်တိုင်နဲ့မောင်းသွင်းနေပြီးဘွိုက်ဆွဲခေါ်လာတဲ့နွားကရှေ့ဆက်မသွားဘဲနဲ့ပေကက်ကလုံနေခဲ့ပါလေ။အားနဲ့တျန်ချန်းကဘွိုက်ကိုကူညီပြီးတော့နွားကိုစပတ်ကြီးထဲထဲဖို့လာကူပေးပါလေ။ဘွိုက်နဲ့တျန်ချန်းတို့နွားကိုစပတ်ကြီးထဲထဲလိုက်နိုင်ပြီးတော့ဘွိုက်ကတကားကိုအချိန်မီပိတ်ပြီးတော့လက်ဖွဲအဆောင်ကိုတင်လိုက်နိုင်ပါလေ။ ဒါပေမဲ့အဲ့ဒါမကောင်းဆိုးရတွေသူတို့ထောင်ချောက်စင်နာတာဖြစ်နေခဲ့ပါလေစပတ်ကြီးထဲမှာမကောင်းဆိုးရတွေကကြိုပြီးတော့စောင့်နေကြတယ်ဆိုတာကို white တို့အခုမှသိလိုက်ကြတော့တာပါမကောင်းဆိုးရတွေကဘုံနေရာနေထွက်လာပြီးတော့မင်းအောင်ပြိုလဲလို့လုံးအောင်မရဘူးလို့မေးပြောခဲ့တာမှတ်မိလားလို့ white ကိုမေးလိုက်ပါလေပြီးတော့မကောင်းဆိုးရတွေက white ကိုဖမ်းပြီးတော့တိုင်မာလက်ထိတ်ခတ်လိုက်ပါတော့တယ် white ကငေါ့တက်လိုက်တရန်ချမ်းကိုလွတ်ပေးလိုက်လို့ပြောတော့မကောင်းဆိုးရကငါတို့မင်းအောင်မတတ်ပါဘူး white ရာဒါဆိုပြောဖို့ဘယ်လိုလုပ်ကောင်းတော့မှာလဲလို့ပြောလိုက်ပါလေ ပြီးတဲ့ခါမှာတော့မကောင်းဆိုးရတွေကတီအန်ချန်းကိုနှိပ်ဆက်တဖျက်နေပြီးဘွိုင်းကိုတော့သူတို့အဲ့လိုလှုပ်တာကိုထိုင်ကြည့်ခိုင်းတာလိုက်ပါတော့တယ်ဂျိုနဲ့နောက်နေ့မနက်ကိုရောက်တဲ့ခါမှာတော့ဂျိန်းနဲ့ဗီတာတို့ကသူတို့ခေါ်လာတဲ့တိုးတွေစိတ်တွေနဲ့တူဘားထဲမှာထိုင်နေပါတယ်သူတို့ကဘွိုင်းနဲ့တီအန်ချန်းတို့တေးပြီးလို့ယူဆနေတာပါဂျိန်းကဘွိုင်းတို့သွားကြည့်ဖို့အတွက်စပယ်ကြီးထဲဝင်လာမှာတော့ဒေဆုံးနေဖြစ်တဲ့တီအန်ချန်းရဲ့အလောင်းကိုပြင်လိုက်ရပါတယ်ဘွိုင်းကတော့အသက်ရှင်လျက်ရှိနေပြီးတော့တိုင်မှာလက်ထိတ်ခတ်ခံထားရပါတယ်ဘွိုင်းကတုံလုံးချောက်ချားစွာနဲ့တစုံတရာကိုပါဇက်ကအဆက်မပြတ်ညွတ်နေပြီး ကျိတ်သူကိုလက်ထိပ်ဖြုတ်ပေးလိုက်တာနဲ့တရန်ချမ်းစီကိုပြီးသွားပါတော့တယ်။ဘွိုက်ကတရန်ချမ်းကိုဖတ်လိုက်ပြီးတော့ငါတောင်းပန်ပါတယ်လို့ဇက်တိုက်ပြောနေပြီးတော့ငိုနေတော့တာပါ။တပတ်မှတော်တဲ့ရောက်နေကန်ဒီကတော့သူ့မိသေးဆုံးသွားတဲ့အကြောင်းကိုမသိသေးပါဘူး။ဂျင်းအော်တန်ကိုကြားလိုက်တဲ့အတွက်ကန်ဒီတောက်အိမ်ထဲကနေပြေးထွက်လာပါလိမ့်။ဂျင်းကရေကန်ကန်ဘေးမှာရှိနေပြီးအဲ့ဒီရေကန်ပတ်လေမှာဂေါ်ဘီတို့လိုသီးနှံနေအများကြီးပေါက်နေတာကိုမြင်လိုက်ရပါတော့တယ်။ကန်ဒီတို့လည်းဝမ်းသာသွားပြီးတော့သူတို့မျိုးမှာဖြစ်နေတဲ့ရိတ်ခါပြတ်တဲ့ပြဿနာကိုဖြေရှင်းနိုင်တော့မှာပဲဖြစ်ပါလိမ့်။ ။ဒါပေမဲ့တပီသားကတော့အိမ်ရှိမှာပဲမေ့လဲသွားတဲ့အတွက်ဟင်နရီကသူ့ကိုအိမ်ထဲကိုခေါ်လာလိုက်ပါတယ်။တပီသားနိုးလာတော့ထွက်သွားဖို့လုပ်ပြီးမှဟင်နရီကသူ့ကိုတနတ်နဲ့ချိန်လိုက်ပြီးငောင်းနေဒီနေ့လဲစားဦးဘယ်ကတွေ့လာလဲဆိုတော့ပြောပြလို့ပြောလိုက်ပါတယ်။ဟင်နရီကသူ့ဇနီးရောသူ့သားနဲ့သူ့သမီးလေးပါလွန်ခဲ့တဲ့နှစ်လေးစရာထူးဆန်းစွာပျောက်ဆုံးသွားပြီးတော့ခုချိန်ဒီတယောက်တည်းနေလာတာပဲဖြစ်ပါတယ်။ခုတော့သူ့သားလေးဗစ်တာရဲ့အရင်ကနေလေတာဘူးကိုယူလာတဲ့အမျိုးသမီးတယောက်ကိုရုတ်တရက်တွေ့လိုက်ရတာပါ။တပီသားကသူတို့မကောင်းဆိုးအမျိုးတွေကိုရောက်သွားတဲ့အကြောင်းပြောပြနေပြီး ဒီဘူးကိုဗီတာကလွန်ခဲ့တဲ့၄ရက်လောက်ကသူ့ကိုပေးလိုက်တာလို့ပြောပါတယ်ဒါပေမဲ့ဟင်နရီကသူ့ကလေးတွေသေပြီလို့ယုံကြည်ထားအတွက်လွန်ခဲ့တဲ့၄ရက်ကမှသူ့သားတပ်ပီသားကိုဒီဘူးပေးလိုက်တယ်ဆိုတာဘလို့မှမယုံပါဘူးဗီတာရီမျိုးမှာအသက်ရှင်လျက်ရှိတယ်ဆိုတာမယုံတဲ့အတွက်တပ်ပီသားလိန်နေဆိုပြီးတော့ဟင်နရီကရဲကိုခေါ်ဖို့လုပ်ပါတယ်တပ်ပီသားရဲမခေါ်ဖို့တော့တောင်းပန်ပေမဲ့ဟင်နရီကသူ့စော်ကြီးတွေကရဲကိုခေါ်ပြီးနေပြီလို့ပြောလိုက်တော့တာပါတပတ်မှာဆာရာတို့တရံချမ်းတိတ်ဆုံးသွားပြီဆိုတဲ့ကြောင့်ခရစ်စတီကိုလာပြီးတော့ပြောပါတယ် ခရစ်စီလည်းအခုမှညကတရိတ်ဆန်နေလွတ်ခဲ့တဲ့အဖြစ်အပျက်ကိုတည်သွားခဲ့ပါတော့တယ်။တျန်ချန်းအလောင်းကိုတော့ Boy နဲ့ Jade တို့ကလဲတစည်းနဲ့တင်ပြီးတော့ဘုရားကျောင်းကိုတည်လာခဲ့ကြပါတယ်။သူတို့တွေလောင်းကိုကရင်ပေါ်မှာတင်ခဲ့ပြီးတော့ Boy ကတျန်ချန်းကိုသူခင်မမစ္စတာလူနာမှာမြေမြုပ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ Jade ကခမည်းအဲ့စပက်ကြီးထဲမှာတျန်ချန်းနဲ့အတူရှိနေ။ဘလို့လို့သက်ရှင်နေရလဲလို့မေးလိုက်တော့ Boy ကသူတို့ကငါ့ကိုထိုင်ကြည့်နေစေချင်ကြတာလို့ပြောလိုက်ပါတယ်။ Boy ကဘုရားကျောင်းထွက်လာပြီးတဲ့နောက်ညကတျန်ချန်းကိုမကောင်းဆိုးဝါးတွေနှိပ်စက်ခဲ့တဲ့ပုံရိပ်တွေပြန်ပြီးတော့မြင်အောင်နေတာပါ။ ဒိုနာလည်းခုမှသတင်းကြားရတဲ့ Voice ကိုအမြန်ပြေးပြီးတော့ရောက်လာခဲ့ပါတယ်။အီတန်နဲ့ဂျူလီတို့လည်းတီယန်ချန်ဆုံးသွားတဲ့ကိစ္စကြောင့်ငိုနေကြပြီးအီတန်လေးကတီယန်ချန်ကိုသူ့ရဲ့ဆောင်းလေးသွားပေးခြင်းတယ်လို့ပြောနေပါတယ်။ဗီတာလည်းတော့စိတ်ထိခိုက်နေရပြီးတော့သူဒီမှာဆက်မနေတော့ဘူးထွက်သွားတော့မယ်ဆိုပြီးတော့အထုပ်ပိုးတွေလာယူပါတယ်။တပတ်မှာတပီသာကတော့ရဲတွေမရောက်ခင်မှာသူအမှန်တွေပြောနေတာဖြစ်ကြောင်းဟင်နမီကိုတတ်သိပြဖို့လုပ်နေပြီးတော့အင်တာနက်ပေါ်မှာသူ့မိသားစုအကြောင်းကိုရှာကြည့်ခိုင်းနေပါတယ်။ဟင်နမီလည်းရှာကြည့်လိုက်တော့ဂျင်းတို့မိသားစုပျောက်နေတာသတင်းမှာတွေ့သွားပါတယ်။ ဒါပေမဲ့ဟင်နရီကတပီသာပြောတယ်မကောင်းဆိုတာမျိုးဆိုတော့မယုံနိုင်ပဲနေမလို့လိန်နေတာလဲငါမသိပေမဲ့နေကလိန်နေတာတော့သေးကြတယ်လို့ပြောပါတော့တယ်တပီသာကသူပြောတာအမှန်ကြီးဖြစ်ကြောင်းဇက်ပြောပြနေပြီးတော့မျောစင်းနဲ့ကကလေးတွေကိုသွားကေဖို့လုံရင်းနဲ့လွတ်လာတာပဲလို့ပြောပြလိုက်ပါတယ်မျောစင်းနဲ့ကလေးတွေကိစ္စကြတော့မှဟင်နရီကတစုံတစ်ခုသွားပြီးတော့တရီရပါတယ်အဲဒီမှာပဲရဲတွေကရောက်လာနေပါပြီဟင်နရီကတပီသာပြောတာတွေကိုစပြီးတော့ယုံကြည်လာပြီဖြစ်တဲ့အတွက်ရဲတွေကိုဘာမှမဟုတ်ဘူးဆိုပြီးတော့ပြန်လွတ်လိုက်ပါတယ်ပြီးတော့တပီသာစားဖို့တာတစ်ခုခုပြင်ပေးလိုက်ပါတယ် တမမဘွိုင်းကတော့ဒိုနာကိုညကမကောင်းဆိုးရတယ်သူတို့ကိုထောင်ချောင်းဆင်ထားတဲ့အကြောင်းကိုပြောပြနေပြီဒိုနာလည်းတရားချမ်းသိဆုံးမှုကြောင့်တော်တော်လေးကိုစိတ်ထိခိုက်နေခဲ့ပါတယ်ဖာတီမာတော့ဇက်တိုက်အန်နေပြီးတော့ဗဇက်ထဲကသွေးတွေထွက်လာတဲ့အတွက်ဇန်းကြီးအမသူ့သွားတစ်ချောင်းကအကောင်းတိုင်းကနေကျွတ်ထွက်လာတာကိုမြင်ရပါတော့တယ်အဲလစ်လည်းသူ့ကိုစိတ်ပူနေပြီးတော့နောက်ဆုံးမှာဖာတီမာခရစ်စီစီသွားပြဖို့သဘောတူလိုက်ပါတော့တယ်အဲလစ်ဆိုဈေးကမ်းရောက်တော့ခရစ်စီယာမျိုးတဲကိုသွားနေတဲ့အတွက်ဈေးကမ်းမှာမရှိပါဘူးအားနဲ့မာရီယာကငါကလေးသူနာပြုပါ ဝင်ဆောင်နေကိစ္စကိုသူပိုသိတယ်လို့ပြောပြီးဖာတီမာကိုကြည့်ပေးပါတယ်။ခရစ်စီကတော့စိတ်ဓာတ်ကျနေဘွိုက်ကိုဒါရှင်မမဟုတ်ပါဘူးလို့လာပြီးတော့ဖြောင်းဖြားနေပါတယ်။အဲဒီချိန်မှာပဲကန်နီနဲ့ဂျင်တို့ကပြန်လာပြီးဖြစ်ပါတယ်။သူတို့ကတပီသားကိုရှာမတွေ့ခဲ့ပဲမျိုးအတွက်လိုအပ်တဲ့ရိတ်ခါတွေရှာတွေ့ပြီးတော့ပြန်လာခဲ့တာပါ။ကန်နီကဝမ်းသာအားနဲ့မျိုးတွေကလူတွေကိုငါတို့စားစရာရပြီလို့ပြောနေခဲ့ပါတယ်။ဒါမဲ့လူတွေကလုံးမျက်နာမကောင်းတာကိုမကြခင်မှာပဲကန်နီတို့သတိထားမိသွားပါတော့တယ်။ကန်နီလည်းခြေနေကိုရိတ်စားမိပြီးတော့အင်ရှိကနေသူ့မေကိုအော်ခေါ်ပြီးမဲ့ ဘယ်သူမှပြန်မထူးခဲ့ပါဘူး။ကန်ဒီကအင်ရှင်ကနေပြေးထွက်လာပြီးတော့ထမင်းစားကန်းကိုယောက်လာပါလေ။သူနောက်ကနေခရစ်စီကလည်းပြေးလိုက်လာပါလေ။ကန်ဒီကသူ့စိတ်ကိုသူမနှဲထိန်လိုက်ပြီးတော့သူမမာလဲလို့မေးလိုက်တော့ခရစ်စီကဘုရားเจ้าမှလို့ပြောလိုက်ပါလေ။ဒါမှမဟုတ် မာရီယာကဖာတီမာကိုနေဘယ်တော့ကနောက်ဆုံးအစားစားခဲ့တာလေးလို့မေးလိုက်ပြီးဖာတီမာက3-4ရက်လောက်ရှိပြီလို့ပြန်ပြောပါလေ။မာရီယာကနေအာဟာရပြတ်နေတယ်။အားကြောင့်သွားကြွတာလို့ပြောပြီးတော့မစိုးရင်မို့ပြောပါလေ။ပြီးတော့အစားတိကျစားဖို့လည်းမှာလိုက်ပါလေ။ အဲလိဆိုလည်းအခုမှစိတ်သက်သာရသွားခဲ့တာပါကန်နီကခရစ်စီကိုသူ့အမေဘယ်လိုပုံစံဖြစ်သွားလိုက်လို့မေးလိုက်ပြီးငါအဖေတော်ကငါသူ့အကြောင်းကိုနောက်ပိုင်းပြန်တွေ့ရင်အဲ့ဒီမြေရောက်ခန်းထဲကပုံပုံပဲပြန်မြင်အောင်နေတယ်လို့ပြောလိုက်ပါလေသူ့အမေရောအဲ့လိုမမြင်ချင်တဲ့အတွက်အချင်းပုံစံလေးပဲဖြစ်အောင်လုပ်ပေးပါလို့ခရစ်စီကိုတောင်းဆိုလိုက်ပါလေဂျင်းလဲအိမ်ပြောင်းလာပြီးတော့ဂျူလီကအီသန်အပေါ်တတ်မှလို့ပြောလိုက်ပါလေဂျူလီယာဂျင်းတယောက်တပီသားကိုရှာဖို့ထွက်သွားတဲ့အတွက်စိတ်ဆိုးနေတာပါညာအဖြစ်ပြမှာသူ့အဖေနားမှာမရှိတဲ့အတွက်စိတ်ထိခိုက်နေတာလည်းဖြစ်ပါလေ ပြီးတော့တပီသာပျောက်သွားတာ၄ရက်လောက်ရှိနေဖြစ်တဲ့အတွက်တပီသာဆုံးသွားပြီလို့ပဲဂျူလီတို့ကထင်နေခဲ့ပါတယ်။တမမတော့တပီသာကိုဟင်နရီကသူစနီးမိုင်ရန်ဒါလည်းပျောက်မသွားခင်ကအတန်တွေဇက်တိုက်ကြားခဲ့တာလို့ပြောပြပါတယ်။မျောစင်းတစ်ခုထဲမှာကလေးတွေဖမ်းခံထားပြီးတော့သူ့ကိုလာခဲ့ဖို့အကူအညီတောင်းခဲ့တယ်လို့မိုင်ရန်ဒါဟင်နရီကိုပြောပြပါတယ်။ဟင်နရီကတပီသာကိုဗီတာတို့နေခဲ့တဲ့အခန်းကိုလိုက်ပြပြီးအဲဒီကငါအလုပ်သွားခဲ့တာငါပြန်ရောက်လာတော့တို့မရှိတော့ဘူးလို့ပြောပြပါတယ်။ဟင်နရီကသူ့ကလေးတွေရောသူ့မိမောင်ကိုတေးပြီးလို့ယူဆထားခဲ့တာဖြစ်ပြီး အခုတော့သူ့သားဗီတာကအသက်ရှင်နေဆိုတာကိုသိလိုက်ရပါပြီ။ခရစ်စီကတော့ဒီအန်ချန်ရဲ့အလောင်းကိုပြင်ဆင်ပေးဖို့ရောက်လာနေခဲ့ပါတယ်။ဒါမဲ့သူဘလို့လုံးဝမလဲဆိုတာမသိပါဘူး။အန်နဲ့ဂျိတ်ကစိတ်မပူဘူးနဲ့ငါကူညီပေးမယ်လို့ပြောလိုက်ပါတယ်။အဲလစ်ကဗာဒီမာကိုကိုလိုနီအိမ်ကြီးစီပြန်ခေါ်လာပြီးတော့ဗာဒီမာအနေဖေကိုသွားတွေးလိုက်အောင်သူတော်တော်လေးစိတ်ကြီးကနေတာလို့ပြောလိုက်ပါတယ်။အဲလစ်ကသွားပြီးတဲ့နောက်မှာဗာဒီမာအိမ်ထဲဝင်ခန်းကြီးမှာသီးနှံအပုတ်တွေကိုမြင်လိုက်ပါတယ်။ဒီသီးနှံအပုတ်တွေကိုမြေဆွေးလုပ်ဖို့ယူလာကြတာပါ။ ဖာရီမာပုံနေတဲ့အသီးတစ်ခုကိုနမ်းကြည့်လိုက်ပြီးတော့စားကြည့်လိုက်ရမှာတော့အရသာတွေ့သွားတဲ့အတွက်အဲ့ဒီအပုပ်ပွားတွေကိုဇက်တိုက်စားနေပါတော့လေတပတ်မှဒိုနာတော့ညအသေးဆုံးသွားတဲ့နွားကိုအသားထုတ်နေပြီးအီသန်လေးကဗစ်တာကိုလိုက်ရှာနေပါလေဂျင်းနဲ့ခရစ်စီတို့ကတော့တီယန်ချန်ရဲ့လောင်းကိုပြင်ဆင်ပေးနေပြီးတော့ဇာရာတီယန်ချန်ကြိုက်တဲ့ဝိဆုံလေးကိုလာပေးပါလေကန်ဒီကတော့ဓာတ်စီတွေကိုပုံးတွေနဲ့ထည့်နေပြီးအဲ့ချိန်မှာဘွိုက်ကရောက်လာပါလေကန်ဒီကကျွန်တော်လှိုင်းကူစီသွားမလို့လို့ပြောပြီးတော့ဂျင်းနဲ့တက်ပြီးသားတို့ပြောတာအဲ့ထဲမှာမကောင်းဆိုးရတွေရှိတယ်လို့ပြောပါလေ ကန်ဒီကမကောင်းဆိုးရတွေကိုမီးသွားရှို့ဒီကောင်လေးသေးသေးမသေးသေးအနည်းဆုံးတော့နားချေနေဆိုရင်ရပြီလို့ပြောပါတယ်အန်နဲ့ဘိုက်ကလည်းကောင်းပြီငါတို့လုံးကြတာပေါ့လို့ပြန်ပြောလိုက်ပါတယ်လိုင်ကူရှေ့ကိုရောက်တော့ဘိုက်ကငါတို့အဲကောင်တွေကိုတွေ့ရင်ငါတို့ပြန်လာနိုင်မှာမဟုတ်ဘူးလို့ပြောပြီးဒါပေမဲ့မင်းတကယ်လုံးချင်နေဆိုရင်ငါမင်းပေးနာလိုက်ပြီးတော့အဲဒီခွေးမသားတွေကိုတန်းနိုင်တဲ့တော့ငါရှင်းမိမယ်လို့ပြောလိုက်ပါတယ်ကန်ဒီကသူ့အမေညတယောက်တည်းကြံခဲ့တဲ့ချိန်ဘလောက်တောင်ကြောက်နေလိမ့်မလဲလို့ပြောလိုက်တော့ဘိုက်ကသူတယောက်တည်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ကန်ဒီလည်းခုမှဘိုက်ကတရန်ချမ်းတဲ့အတူရှိနေတာကိုတီးသွားခဲ့တာပါ ဘွိုက်ကမေးမရအရန်တတိရှိခဲ့တာပါလို့ပြောပြလိုက်ပြီးတရန်ချမ်းမသေးခင်ပြောခဲ့တဲ့စကားကိုကန်နီကိုပြန်ပြောပြလိုက်ပါတယ်အဲ့ဒါကတေယုစကားဖြစ်တဲ့အတွက်ဘွိုက်ကဘာအထိပ္ပယ်လဲဆိုတော့နားမလဲပါဘူးကန်နီကတော့ဘွိုက်ပြောတာကိုနားလဲပြီးတော့အဲ့ဒါကကန်နီကိုဂယူဆိုင်ဖို့အတွက်တရန်ချမ်းကဘွိုက်ကိုမှားခဲ့တာပဲဖြစ်ပါတယ်ကန်ဒီကငိုနေပြီးတော့ဘွိုက်ကကန်နီကိုဖက်ကငါတို့ပြန်ကြအောင်ကွာလို့ပြောလိုက်ပါတော့တယ်အဲ့ချိန်မှာဂျိန်းနဲ့ခရစ်စီတို့ကတရန်ချမ်းရဲ့လောင်းကိုပြင်ဆင်ပြီးနေပါပြီဘွိုက်နဲ့ကန်ဒီတို့လည်းဖျားเจ้าကိုရောက်လာခဲ့ကြပါပြီ။ ကန်ဒီကသူ့မိကိုသွားကြည့်တော့ခရစ်စီတို့ပြင်ဆင်ပေးထားတဲ့အတွက်တရန်ချန်းကပုံစံမပြတ်ပဲအကောင်းတိုင်းပဲရှိနေတာကိုမြင်ရပါတယ်။ဆာရာတော့အင်းရှိမှတယောက်တည်းငုတ်တုတ်ထိုင်နေပြီးတော့ဂျူလီကညကသူ့တို့ကိုကူညီခဲ့တာတွေကျေးဇူးတင်ကြောင်းလာပြောပါတယ်။တမမဟင်နရီကတော့တပီသားကိုမြေအောင်ခန်းစီခေါ်သွားပြီးမရင်ဒါဆွဲထားတဲ့ပုံတွေကိုပြလိုက်ပါတယ်။မရင်ဒါသူ့အိမ်မက်ထဲမှာမြင်မြပုံတွေကိုဆွဲထားတာဖြစ်ပြီးတော့တပီသားလည်းမြင်ခဲ့တဲ့ကလေးတွေပုံတွေပါပါတယ်။မျိုးထဲမှာတော့တရန်ချန်းရဲ့ဇာပနာကိုကျင်းပနေပြီးတော့ဤတန်လေးကတရန်ချန်းရဲ့ဆောင်းကိုသွားခြုံပေးပါတယ်။ တပတ်မှာဟင်နရီကတော့မိုင်ရန်တာဟာကလေးလေးကိုကယ်တင်ဖို့ရွေးချယ်ခံခဲ့ရသူလို့ပြောခဲ့တဲ့ကြောင်းတပီသားကိုပြောပြနေပါတယ်။ဒါမဲ့ရွေးချယ်ခံခဲ့ဥတာမိုင်ရန်တာတယောက်တည်းမဟုတ်ပဲသူ့မတိုင်ခင်မှာလည်းရွေးချယ်ခံခဲ့ရသူတွေရှိပါတယ်။ဒါမဲ့အကုန်လုံးကမအောင်မမြင်ဖြစ်ပြီးတော့ဘသူမှကလေးတွေကိုမကယ်နိုင်လို့အိမ်လည်းမပြန်နိုင်ပါဘူး။ခုတိုင်းဆိုရင်တပီသားလည်းကလေးတွေကိုကယ်ဖို့အတွက်ရွေးချယ်ခံသူဖြစ်လာခဲ့ပါပြီ။ဘိုက်ကတော့သူသားအဲလစ်ကိုငါတို့ဒီတိုင်းထိုင်နေလို့တော့မရဘူး။ငါတို့ဒီနေရာအကြောင်းကိုပို့သိရဖို့လိုတယ်လို့ပြောပါတယ်။ ပြီးတော့မနေ့ဖန်ကြရင်အဲ့ဒီခွေးမသားမကောင်းစွားတကောင်ဖမ်းကြမယ်လို့ပြောလိုက်ပါတော့လေဂျင်ကတော့အင်ကိုပြန်လာပြီးတော့ဂျူလီနဲ့အီသန်တို့ကစပက်ကြီးကိုသွားပြီးဒိတ်ဆန်တွေကိုသွားအစာကျွေးပါလေဂျင်တယောက်အိမ်ထဲမှာတယောက်တည်းရှိနေတော့ရုတ်တရက်ဖုန်းကအတန်ထမြည်လာပါလေဂျင်လည်းလန့်သွားပြီးတော့ဖုန်းကိုကောက်ကင်လိုက်ရမှာတော့တပတ်ကခလေးတန်လေးတခုကအဖေတာတောမတ်စ်ပါလို့ပြောလိုက်တာကိုကြားလိုက်ရပါတော့လေဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကဒီလောက်ပါပဲမနေ့ပြန်မှာနောက်ထပ်အပိုင်းသစ်နဲ့ဆက်ပြီးတော့တွေ့မယ်ခင်ဗျာ အဲ့တော့ season 3အစမှာလေပို့ပြီးတော့ကောင်းကောင်းလာတာဖြစ်တဲ့အတွက်ကျွန်တော်အတူတူကြောင်းပြီးတော့ကြည့်အောင်ပါအဲ့တော့ channel subscribe လုပ်ဗီနာအကောင့်လောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းလည်းပြောရင်းနဲ့ဒီနေ့မှာစာဆုံး live ပါကြည့်သူအားပေးခဲ့တဲ့ဂျေမေတာ brow တယောက်စီးစီတိုင်းနေဝင်မီးငိမ့်တာနဲ့အပြင်ထွက်လို့မရတဲ့မြို့ကြီးကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့ဘော်ရာတို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ